ဂါဇာနယ်မြေအလယ်ဘိုးသူတို့ဌာနချုပ်ကိုအစ္စရေးကလေကြောင်းတိုက်ခိုက်ခဲ့ရမှာနိုင်ငံသားသားကုလဝန်ထမ်းတို့ဒေဆုံပြီးတခြား၅ဦးထဏ်ရာရခဲ့တယ်လို့ Hamas အဖွဲ့ရဲ့ဂါဇာမှာရှိတဲ့ဂျမိုင်းဝန်ကြီးဌာနကပြောပါတယ်။မကြသေးမီကပြည်သိမ်းတပ်ဖွဲ့ကဘိုးနယ်မြေပြည်နယ်ကိုဘုံကျဲတိုက်ခိုက်ခဲ့ရမှာကုလအဖွဲ့အစည်းတွေမှာအလုံလုံနေတဲ့နိုင်ငံသားသားဝန်ထမ်းတွေကတဦးဒေဆုံပြီးတော့၅ဦးပြင်းထန်စွာထဏ်ရာရသွားတယ်လို့ဂျမိုင်းဝန်ကြီးဌာနရဲ့ထုတ်ပြန်ကြေညာချက်မှာဖော်ပြထားပါတယ်။သူတို့ကို LXR အာဇာနည်စေရုံကိုပို့ဆောင်ခဲ့တယ်လို့လည်းအဲ့ဒီကြေညာချက်မှာဆက်လက်ဖော်ပြထားပါတယ်။ AFP အနေနဲ့ဒီသတင်းကိုကုလအဖွဲ့အစည်းနဲ့ဆက်သွယ်အတည်ပြုလို့မရသေးပါဘူး။ DRL ဘာလာမှာရိုက်ကူးထားတဲ့ AFP TV ရုပ်သံမှာတော့ကုလရင်တွေနဲ့လူသုံးဦးကိုတည်ဆောင်သွားတဲ့လူနာတရင်ကိုတွေ့ရပါတယ်။သူတို့ထဲကနှစ်ဦးကခြေထောက်မှာဒဏ်ရာရထားပုံရပြီးကြံတဦးကတော့လက်နှစ်ဖက်စလုံးနဲ့ပိုက်မှာပတ်တီစီထားကရင်ဘက်မှာလည်းသွေးစာတွေကိုတွေ့နေရပါတယ်။ ဒဏ်ရာရသူတွေတဲ့ကနှစ်ဦးကကြည်ကအင်ကြီးတွေဝတ်ထားပြီးသူတို့တဲ့ကတယောက်ရဲ့ကြည်ကအင်ကြီးအောက်ကတီရှပ်မှာကုလမန်ရှင်ရေလုပ်ငန်းအဖွဲ့စာရန်ပါရှိပါရယ်ပါလက်စတိုင်းနေမျိုးကိုညတကောင်အချိန်ကလေးကပြုတ်လုံနေတဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်လူပေါင်း73ဦးသေဆုံးခဲ့ရပြီလို့ဂါဇာအရက်ဖက်ကာကွယ်ရေးအေဂျင်စီကဗုဒ္ဓုံနဲ့အစောပိုင်းမှာပြောဆိုထားပါရယ်အစ္စရေးကဂါဇာကိုညပိုင်းလေကြောင်းကနေတကြောပြီးတကြောတိုက်ခိုက်တာတွေကိုအင်ကာနီကပြုတ်လုံခဲ့တာဖြစ်ပါရယ် ဇန်နဝါရီ16ရက်နေ့မှာစတင်အသက်ဝင်ခဲ့တဲ့မခိုင်မြလာတဲ့အပြစ်ရစာချုပ်အပြီးမှာလူအသေးပြောက်အများဆုံးတိုက်ခိုက်မှုလည်းဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုကြောင့်လူပေါင်း400ကျော်သေဆုံးခဲ့ရတယ်လို့ဂါဇာကျမ်းမိုင်ဝင်ကြီးဌာနရဲ့အပြောအရသိရပါတယ်။ဒါဟာ2023ခုနှစ်အောက်တိုဘာ9ရက်နေ့ဟာမတ်စ်အဖွဲ့ကအစ္စရေးနိုင်ငံကိုစတင်တိုက်ခိုက်လို့ဖြစ်ပွားခဲ့ရတဲ့စစ်ပွဲအတွင်းအသေးပြောက်အများဆုံးနေ့တွေကတခုဖြစ်ပါတယ်ရှင်။လူအသေးပြောက်ရဲ့ဆက်လက်ရပ် ကြောင့် Mizima TV YouTube Channel မှာမမဝေပေးခြင်းဖြင့်ကုမီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစေ။